ချစ်တော်မိတ်ဆွေတို့ဒီကနေ့ကမ္ဘာနိုင်ငံရေးပါတီတွေဟာအစိုးရထူထောင်ဖို့ရန်ဒါမှမဟုတ်ရင်ဥပဒေပြုဖို့ရန်တသွေးသတန်တဲ့အလံတစ်ခုအောက်မှာတို့ဒစိတ်တစ်ခုအောက်မှာအတူရှင်တွဲပြီးမှရှင်ပြိုင်ဖွဲ့စည်းတဲ့အင်အားစုတွေဖြစ်ကြတယ်ဆိုတာကျွန်တော်အားလုံးသိပြီးသားဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကြီးတဲ့ခါမှာလည်းပဲစัจ java ဝလာဆိုင်ရာ ပါတီနှစ်ခုအကြောင်းကိုလည်းကျွန်တော်လေ့လာသွားခွင့်ရမှာဖြစ်တယ်။ယေရှုပါတီမဲနိုင်ပြီဆိုတာဘာလို့များဆိုလိုပါသလဲ။တမန်ကျမ်းစာတစ်ချက်မှာကျွန်တော်ကြည့်တဲ့အခါမှာရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16အပိုင်ငယ်33မှာငါသည် လောကကို အောင်ပြီတဲ့ယေရှုခရစ်တော်ဖျားကသူ့ကိုကျွန်တော်တို့ယုံကြည်ကိုးစားခြင်းကသူနဲ့အတူရှိခြင်းကဒီလောကမှာရှိလေသမျှအရာအလုံးကိုအကျွေးမဲ့အောင်မြင်ခြင်းနဲ့ သူအားဖြင့်ကျွန်တော်တို့ဒီငိမ့်ချမ်းရေးငိမ့်သက်ခြင်းစသဖြင့်နဲ့အုပ်ဆိုးခြင်းဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းအောင်မြင်ခြင်းတွေကိုရရှိနိုင်ကြောင်းရရှိဖို့ရန်ဖြစ်ကြောင်းငါသည်လောကကိုအောင်ပြီလို့ယေရှုဖះကြွေးကြော်ခဲ့တာဖြစ်ပါတယ်။ကဲကျွန်တော်တို့ဆက်ပြီးမှအကြည့်ရအောင်။လွန်ခဲ့တဲ့နှစ်ပေါင်း6000ကျော်အထက်ကဒီကနေ့ကမ္ဘာနိုင်ငံရေးပါတီမဟုတ်ဘဲနဲ့စက်ကြဝလာဆိုင်ရာနိုင်ငံရေးပါတီနှစ်ခုအကြီးအကျယ်စင်ပြိုင်ပြီးမှမဲပြိုင်ခဲ့ကြတယ်ဆိုတာကျွန်တော် အားလုံးသိရှိထားဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ပထမပါတီကတော့ယေရှုခရစ်တော်ရဲ့နိုင်ငံရေးပါတီဖြစ်ပါတယ်အဲ့ဒါကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်အလင်းပါတီပေါ့နော်နောက်တစ်ခုကတော့မာနတ်စာရမာနတ်ရဲ့နိုင်ငံရေးပါတီဒါကတော့မောင်မိုက်ပါတီလို့ခေါ်ဆိုရမှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ဘာကြောင့်ယေရှုပါစီလို့ကျွန်တော်အနေနဲ့အသုံးပြုရတယ်လဲဒါကိုသုံးနှုံးရတယ်လဲဆိုတော့ယေရှုခရစ်တော်ဖခင်ကအနိုင်မဲ့စကြဝဠာဆိုင်ရာခေါင်းဆောင်ဖြစ်တယ်ဖခင်ဖြစ်တယ် ကမ္ဘာအကျိုးပြုဆုံးဖြစ်တယ်ဆက်ကြဝလာမှာအကျိုးအပြုဆုံးဖြစ်တယ်ကဲတင်ချင်းကျွန်တော် လူသားတွေကိုကဲတင်ချင်းအခန်းကဏ္ဍကိုလည်းပဲတင်စားပြီးတော့ယေရှုပါသည်လို့နော်တုံတုံချင်းဖြစ်ပါတယ်အဲ့ဒါတော့လူသားအားလုံးကိုမေတ္တာနဲ့တရားမှန်အားဖြင့်အနိုင်ယူတဲ့အမျိုးမျိုးစုံလင်မှုရဲ့အစိုးရဖြစ်သောနိုင်ငံတော်ယေရှုခရစ်တော်ဖျားရဲ့ပါတီနိုင်ငံရေးပါတီနိုင်ငံတော်ကို ဖော်ကျူးထားခြင်းဖြစ်တဲ့အတွက်ကြောင့်ယေရှုပါသည်လို့သုံးတုံးရခြင်းဖြစ်ပါတယ်။ကဲဆိုတော့ရှေးမစွမှာကျွန်တော်ကြည့်တဲ့အခါမှာကောင်းကင်ဘုံမှာဖျားသခင်ရဲ့အုပ်ဆိုးခြင်းတပါတီပဲရှိတာဖြစ်ပါတယ်။အခြားပါတီလို့ဒါတော့လောကီအသုံးတုံးနဲ့သုံးတုံးခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်တော့ဒီယေရှုပါတီလို့အခုမောင်မိုက်ပါတီအထူးသဖြင့်စာရမဏေရဲ့ပါတီလို့ကျွန်တော်အနေနဲ့သုံးတုံးလာရတဲ့အချင်းအကြောင်းရင်းကတော့ကောင်းကင်ဘုံမှာအရင်တုန်းကပုံကံမှုကြီးကနဲ့စန္ဒမဲစီမှာ ကူးပြောင်းသွားခဲ့ရခြင်းမျိုးဖြစ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ကျန်းစာအရကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဖျားသခင်ရဲ့နိုင်ငံတော်အတွက်ကောင်းချိုးပြုဖို့ပါတီထောင်လာတာမဟုတ်ဘဲနဲ့စာတန်ရဲ့မနာလိုဝန်သူလောဘဒေါသအတ္တစိတ်မာမာနကြောင့်သာကောင်းကင်ပုံကံမှုကြီးစတင်ခဲ့တာဖြစ်ပါတယ်အချုပ်အနေနဲ့ကြည့်မယ်ဆိုရင်အကောင်းနဲ့အဆိုးတိုက်လံပွဲဒါမှမဟုတ်ရင်ဖျားနဲ့ဖျားမဟုတ်သောအရာတိုက်လံပွဲဒီပါတီနှစ်ခုဒီနိုင်ငံနှစ်ခုအနေနဲ့ဒီအဆိုးရနှစ်ခုအနေနဲ့ ျွန်တော်တို့လေ့လာသွားနိုင်ဖို့ဖြစ်ပါတယ်။ကဲဆိုတော့ဒီပါတီတစ်ခုကိုကျွန်တော်နိုင်ရှင်ကြည့်ကြရအောင်။နံပါတ်၁ကတော့စာတန်ရဲ့ပါတီပေါ့နော်။ဒါမောင်မိုက်ပါတီလို့ကျွန်တော်ခေါ်ဆိုရမှာဖြစ်ပါတယ်။ဒီစာတန်မာနဲ့ရဲ့ပါတီကဘယ်ကနေဖြစ်လာသလဲ။ကျွန်တော်အားလုံးသိရှိတဲ့အတိုင်းပဲတမန်ကျမ်းစာမှာရေးခန်းမြေခန်းကောင်းကင်မှာဖျားသခင်ကိုမနာလိုတဲ့စိတ်နဲ့သူ့ကိုဖျားသခင်ချီးမြောက်ထားတဲ့အခွင့်အရာတွေကိုလစ်လျူရှုပြီးတော့ဒါကိုပို့ပြီးမှလောဘဒေါသအတ္တစိတ်တိုးပြီးတော့ နော်ဖိယားခင်ကိုပုံကံမှုလှုပ်ဆောင်တဲ့အချိန်ကနေစပြီးတော့မောင်မိုက်ပါတီလူစီဖာနတ်နဲ့သားမိုးတော့ကျဲကနေမောင်မိုက်ပါတီခေါင်းဆောင်ဖြစ်လာခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရှိရချင်းဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ကောင်းကင်ဘုံမှာရှိတဲ့ကောင်းကင်တမန်၃ပုံတပုံကိုတောင်မှသူ့အနေနဲ့သူ့ပါတီဝင်အနေနဲ့စီယုံခဲ့တာကျွန်တော်တို့တွေ့ရတွေ့ရှိရချင်းဖြစ်တယ်။ဒီပါတီကတော့မောင်မိုက်ပါတီဆိုတဲ့အတိုင်းပဲတနည်းအားဖြင့်အပြစ်ပါတီဖြစ်တယ်။တနည်းအားဖြင့်ကြဆုံးချင်းပါတီဖြစ်တယ်။တနည်းအားဖြင့်ဖိယားခင်ကို တော်လံပုံကံနဲ့ပါတီဖြစ်ပါတယ်။ကဲဆိုတော့လူရင်းတို့ရှင်းပြောမယ်ဆိုရင်အတ္တပါတီဖြစ်တယ်။မောင်မိုက်ပါတီဖြစ်တယ်။မုတာပါတီဖြစ်တယ်။အပြစ်ပြုတဲ့ပါတီဖြစ်တယ်။ကျေတော်လံနှုတ်ကပတ်ကျမ်းစာထဲမှာယေရှုခရစ်တော်ဖျားကိုတော်တိုင်မိမ့်မှာထားတဲ့ကျင်းတော်လံနဲ့ကျေတော်လံနဲ့ကျေတော်လံပါတီဖြစ်တယ်။လောကီပါတီဖြစ်တယ်။အနေဆပါတီဖြစ်တယ်။အိုချင်းနာချင်းသေချင်းရှိတဲ့ပါတီဖြစ်တယ်။မိမိလူတွေကို တာဝန်မယူတဲ့ပါတီဖြစ်တယ်။တနည်းအားဖြင့်လူတွေကိုအပြစ်ပဲပြုခိုင်းပြီးမှအပြစ်ကနဲ့လွတ်မြောက်ဖို့ရန်လမ်းကိုမပြင်ဆင်နိုင်ပေတဲ့ပါတီဖြစ်တယ်။တရားမရှိဖျားမဟုတ်တဲ့ပါတီဖြစ်တယ်။ပညာမရှိပညာပညာမလိုဘူးဆိုတဲ့ပါတီဖြစ်တယ်။ကိုကျိုးစန္ဒအခြေခံတဲ့ပါတီဖြစ်တယ်။လူသားတွေကိုထာဝရပျက်စီးခြင်းဖို့ဖန်ဆာအကျဉ်းထားဖို့ရန်ထိမ့်ချုပ်လိုတဲ့ပါတီဖြစ်တယ်။ဆိုတော့အဲ့ဒီအတွက်ကြောင့်ပဲကောင်းကင်ဘုံမှာ တော်လံပုံကံမှုတွေဖြစ်ခဲ့ပြီးတော့သူ့အနေနဲ့သူ့တပါတီသူ့တန်ကတနိုင်ငံမောင်မိုက်နိုင်ငံမောင်မိုက်ပါတီအနေနဲ့ဖွဲ့စည်းဥဆောင်ခဲ့ကြအောင်ကျွန်တော်တို့တွေ့ရချင်းဖြစ်ပါတယ်။ကဲဆိုတော့စာတန်ရဲ့မောင်မိုက်ပါတီကိုကျွန်တော်ကြည့်တဲ့အခါမှာဘယ်လိုစတင်ခဲ့သလဲ။ဘယ်သူစတင်ခဲ့သလဲ။ဘယ်လိုဖြစ်ခဲ့သလဲ။ဘာကြောင့်လဲ။ဘယ်လိုအကျိုးဆက်ဖြစ်မလဲ။ဘယ်လိုအဆုံးသတ်မလဲ။လူသားတွေနဲ့ဘယ်လိုပတ်သက်မှုရှိသလဲ။ဒါမှမဟုတ်ရင်ဘယ်ဘယ်လူကဒီပါတီဝင်ဖြစ်နေပါသလဲဆိုတာကို သိရှိဖို့လိုလိုအပ်တာဖြစ်ပါတယ်ကဲဗဓမဥဆုံးကနဦးကောင်းကင်မှာဒီပါတီစဖြစ်တည်လာတဲ့ပါတီကောင်းဆောင်စဖြစ်ဖြစ်တည်လာတဲ့အကြောင်းကိုကြည့်တဲ့အခါမှာဗျာဒိတ်စနစ်အပိုင်ငယ်ခုနှစ်ကျန်းစာတော်မြတ်မှာကောင်းကင်၌စစ်ဖြစ်၏မိခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်ငကားကိုစစ်တိုက်ကြ၏ငကားနှင့်သူ၏တမန်တို့သည်စစ်တိုက်၍မနိုင်ချာ ကောင်းကင်၌လည်းသူတို့နေစရာမရှိတဲ့ထိုအခါဤလောကတနိုင်ငံလုံးကိုလှည့်ဖြား၍မာနစာတန်အမည်ရှိသော ရှေးမွေဟောင်းဒီဟုသောနဂါးကြီးကို၎င်း သူနှင့်အတူသူဤတမန်တို့ကို၎င်း မြေကြီးတို့ချလိုက်ကြ၏တဲ့ကျမ်းစာထဲမှာဆက်လက်ပြီးတော့ကျွန်တော်ဗျာဒိစနစ်အပိုင်ငယ်30မှာကြီးတဲ့အခါမှာကောင်းကင်ဘုံ၌ကြီးတော်အသံကယခုမှကေတင်ချင်းဖြစ်၏တကိုးတော်လည်းဖြစ်၏ငါတို့ဖျားသခင်၏နိုင်ငံတော်နှင့်သူဤ ခရစ်တော်ဤအာနာတော်ဆက်လက်ဖြစ်၏အကြောင်းမူကားငါတို့ညီအကိုများကိုငါတို့ဖျားသခင်ရှေ့တော်၌နေညမပြတ်အပြစ်တင်သောယန္တူကိုအောက်သို့ချလိပြီလို့တမန်ကျမ်းစာမှာဖော်ပြထားတာတွေ့ရှိရခြင်းဖြစ်တယ်ဒီမှာအထင်ကရားနဲ့ကြည့်ရင်ကောင်းကင်မှာဆစ်ဖြစ်တယ်တဲ့နော်ပါတီရှင်ပြိုင်မှုတွေတနည်းအားဖြင့်ပြောမယ်ဆိုရင်ဖျားသခင်ကိုတော်လံပုံကံမှုတွေဖြစ်ခဲ့တယ်ထို့ပြင်မကဘဲနဲ့ ကောင်းကင်မှာသူတို့နေစရာမရှိဘူးတဲ့။ဟောသူတို့ဖျားသခင်နိုင်ငံတော်ဖြစ်တယ်။သူတို့နေနေလို့မရတော့တဲ့အနေအထားရှိခဲ့တယ်။ကောင်းကင်မှာနေလို့မရတော့တဲ့အခါမှာကျတော့ဘာဖြစ်သွားတယ်။ဒီလောကတနိုင်ငံလုံးကိုလှည့်ဖြားဖို့ရန်မာနစာတန်အမြင်ရှိတဲ့ရှေးမွေဟောင်းဆိုတဲ့ငကားကြီးနော်အဲ့ဒါသူနဲ့အတူသူ့ရဲ့တမန်သူ့နောက်လိုက်တဲ့သူတွေအားလုံးကိုမြေကြီးကိုချလိုက်ကြတယ်လို့တမန်ကျမ်းစာမှာဖော်ပြထားသလိုနောက်ဆုံးမှာ ခရစ်တော်ရဲ့အာနာတော်ဆက်ပဲတည်ရလိမ့်မယ် ဒီလူတွေကဒီပါတီကဘာလုပ်တယ်လဲဆိုတော့ငါတို့ညီအကိုများကိုတဲ့ရှေးမှာတန်ရှင်းတဲ့ကောင်းကင်ဘုံမှာတန်ရှင်းတဲ့ကောင်းကင်တမန်တွေကောင်းတဲ့ကောင်းကင်တမန်တွေစသဖြင့်ဒီကောင်းကင်တမန်တွေပေါ်မှာတော့လည်းကောင်းဒီလောကမှာကျွန်တော်တို့ ਨੇ လူသားတွင်တရံဖြစ်တဲ့လူသားတွေညီကိုတွေကိုလည်းပဲဖခင်တခင်ရှေ့တော်မှောက်မှာနေညမပြတ်အပြစ်တင်တဲ့ရန်သူဒါဖြစ်တယ်တဲ့ဆိုတော့ဒီပါတီကတော့မောင်မိုက်ပါတီဖြစ်တယ်ဒါကိုကျွန်တော်ဒီအရာအဖြစ် ကျွန်တော်တွေ့ရှိရချင်းဖြစ်တယ်ဆက်လက်ပြီးတော့ဘယ်လိုဖြစ်လာတယ်လဲအခုနမေကွန်းတွေပေါ်ကြည့်တဲ့အခါမှာရေရှာရအနာဂတိကျအခန်းကြီး၁၄အပိုင်ငယ်၁၂ထဲမှာအိုးနနဲ့သားမိုးတောက်ကျဲတင်းဒီကောင်းကင်ကကြလိပြီတကားတဲ့အပီပီတို့ကိုနှိပ်ဆက်တော့တင်းဒီမြေတိုင်အောင်ခုတ်လဲချင်းကိုခံရလိပြီတကားတင်းကလည်းကောင်းကင်ပေါ်တို့ငါတက်မီဖျားရခင်ဤကျဲတို့အပေါ်မှာငါပလင်ကိုငါချီမြောက်မီမြောက်မျက်နာ ဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မီမိုးသိမ်ထိတ်ပေါ်သို့ငါတက်မီအမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမီဟုအကြံရှိလေပြီတဲ့သို့တော်လဲတင်းသည်မရဏနိုင်ငံတင်းချိုင်းတွင်ထဲသို့နှိမ့်ချခြင်းကိုခံရလေပြီတင်းကိုမြင်တော့သူတို့သည်စိတ်စိတ်ကြည့်ရှုစင်ချင်ပြီလင်မြေကြီးကိုတုံလုတ်စေ၍တိုင်းနိုင်ငံများကိုလှုပ်ချောက်တော်သူက ဤသူလောလောကီနိုင်ငံကိုတောကဲ့သို့ဖြစ်စေ၍မြို့များကိုဖျက်ဆီးတော်သူ အချုပ်ခံရတော်သူတို့ကိုမိမိနေရာသို့တဖန်မလွတ်တော်သူကဤသူလောတဲ့အပီပီသောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီးမိမိတို့စေတီ၌ ဘုံအတီရီနဲ့အိတ်ကြဤတဲ့ကဲဒီကျမ်းချက်ကိုကြည့်လိုက်တဲ့အခါမှာနမတိနနတမိုးတော့ကျဖရာသခင်အကောင်းဆုံးကောင်းကင်တမန်တွေအထက်မှာချီးမြောက်ခြင်းပြုခဲ့တဲ့လူစီဖာဖြစ်တယ်နနတမိုးတော့ကျသူကကောင်းကင်ကနဲ့ကြလာတာဖြစ်တယ်တဲ့ပါတီကောင်းဆောင်နော်ဆိုတော့လောကမှာရှိတဲ့အပြီးပြီးတွေကိုနှိပ်ဆက်တဲ့ပုံကူလည်းဖြစ်တယ်နော်ထုတ်ပြမကပဲနဲ့သူ့ရဲ့ငါဆိုတဲ့6လုံးငါငါဖရာသခင်ကောင်းကင်ပေါ်မှာငါတက်မယ်တဲ့ နော်ဖခင်တခင်ကျေတို့အပေါ်မှာငါပလင်ကိုငါချီးမြောက်မယ်တဲ့နော်မြောက်မျက်နာဗျာဒိတ်တော်တောင်းပေါ်မှာငါထိုင်မယ်တဲ့မိုးသိမ်ထိတ်မငါတက်မယ်အမြင့်ဆုံးသောဖခင်ကဲ့သို့ငါနေမယ်ဆိုတဲ့အကြံရှိခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ဒီလောကမှာပျက်စီးယိုယွင်းခြင်းအလုံးစုံနော်ဒါကိုကျွန်တော်ကြည့်တဲ့အခါမှာဒီနန်းနဲ့သားမိုးတော့ကျဲမောင်မိုက်ပါတီကနဲ့ကျွန်တော်တို့ကလှုပ်ဆောင်တာတွေ့ရချင်းဖြစ်တယ်။ဒါအကောင်းအဆိုးတိုက်လံပွဲဖျားနဲ့ဖျားမဟုတ်သောအရာရဲ့ဒီ တိုက်လံပွဲကိုကျွန်တော်တို့ရေခမ်းမြေခမ်းတွေ့ရှိရခြင်းဖြစ်တယ်။ဒီမြေကြီးကိုတုံလုတ်စေတယ်တဲ့။တိုင်းနိုင်ငံတွေကိုလှုပ်ချောက်တဲ့သူကဒီလူမဟုတ်ဘူးလားဆိုပြီးတော့ပါတီခေါင်းဆောင် မောင်မိုက်ပါတီအတ္တပါတီအပြစ်ပါတီရဲ့ခေါင်းဆောင်စာရမဏတ်ကိုအခုလို့ဟေရှာယအနာဂတိကျမ်းမှာဖော်ပြထားတာတွေ့ရခြင်းဖြစ်တယ်။ဒီလောကီနိုင်ငံကိုတောကဲ့သို့ဖြစ်စေ၍လေစစ်ဖြစ်မဲ့အကြီးအကျယ်စစ်ဖြစ်ရင်ဘလောက်စီကားတဲ့မြို့ဖြစ်ဖြစ်နေချင်းယုတ်ချင်းဆိုသလိုတောလိုပဲ။ တိတ်ဆိတ်တဲ့လူသူမနေတဲ့မချင်းရဲတဲ့နေရာဖြစ်သွားတယ်။ဒါတည့်ရခံဘသူလဲ။နော်ဒီမှာကြည့်တဲ့အခါတွေ့ရမယ်။မြို့အများကိုဖျက်ဆီးတဲ့သူတဲ့။အခုလဲကဘာပြဿနာတွေနော်။စသဖြင့်တတ္တယကဘာစစ်ကိုသွားနေပြီဆိုပြီးမှတောင်ကြွေးကြော်ပြီးမှထွက်လာအခုစစ်ဖြစ်နေကြတယ်အကြီးအကျယ်ဘောနော်ကဘာလုံးဆိုင်ရမှာ။ဆိုတော့ဒါကြောင့်ဒီမြို့ကြီးတွေကိုဖျက်ဆီးတဲ့သူတဲ့။ထို့ပြင်မကဘဲနဲ့ဖယားတခင်သားသမီးတွေကိုအပြစ်အမောင်ထဲမှာချုပ်ခံပြီးမှထားထားတယ်။တပံပြန်မလွတ်ဘူးတဲ့သူ့နေရာသူ။နော်အဲ့လိုပုံကိုဖြစ်တယ်တဲ့။ ။ဒါကြောင့်ပဲအပြည့်ပြည့်သောရှင်ဘုရင်အပေါင်းတို့သည်အသီးသီးမိမိတို့စီတီ၌ဘုံအတည်နေအိတ်ကြ၏။တနည်းအားဖြင့်မောင်မိုက်ပါတီနောက်ကို လိုက်သွားမိတဲ့အပြစ်စိုးမွေထဲမှာကြဆုံတဲ့နော်လောကခေါင်းဆောင်တွေကတနည်းအားဖြင့်ပြောမယ်ဆိုရင်တို့တေဆုံးသွားတဲ့အခါမှာရှင်ဘုရင်တွေကနတ်ရွာဆန်သွားတဲ့အခါမှာတို့ကိုအာအထူးသဖြင့်လပတပ်တပ်ပေအောင်တို့ကို အာဒီကူသွင်းထားကြတယ်နော်သူတို့ကိုစေတီတဲကြတယ်ဖျားအနေနဲ့အရင်တုန်းကအဲ့ဂရစ်ဘရင်ခင်မှာတော့ဖျားအနေနဲ့နော်တန်ဖိုးထားကြတယ်ကိုးကွယ်ခဲ့ကြတယ်နော်သူတို့ဒါနဲ့သူတို့တော့ဟုတ်တယ်လို့ပဲဒါပေမဲ့လည်းမှားရွေးတဲ့ဘက်မှာနော်ဒီစာရမဏတ်ရဲ့ပရိယေဘက်မှာ များစွာသောရှင်ဘရင်အပေါင်းတွေကပါဝင်ခဲ့ကြပြီဆိုတာကိုတွေ့ရခြင်းဖြစ်တယ်တနည်းအားဖြင့် ဖျားအများကြီးပွားစေတယ်လူကိုဖျားဖြစ်စေတယ်ဖျားဖြစ်တယ်ဆိုပြီးမှချီးမြှောက်တယ်အဲ့လိုနဲ့ဖျားတခင်စီကနဲ့တတ်နိုင်တဲ့၍လောကမှာအထုအထိတ်ရှင်ဘရင်တွေကအစဟိုအညတရလူသားတွေအလုံးကိုဖျားတခင်စီကနဲ့ဆွဲခွာသွားဖို့လှုပ်ဆောင်တဲ့စာတန်ရဲ့အလုတ်ကိုဖော်ဆောင်နေခြင်းဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဆက်ကြည့်ရအောင်ယေရှုပါတီအပိုင်းကိုကြည့်တဲ့အခါမှာကျတော့ယေရှုပါတီကစာရန်မာနတ်ရဲ့အထူးသဖြင့်မောင်မိုက်ပါတီနဲ့စန့်ကျင်ဘက်ဖြစ်တယ် ယေရှုပါတီကမေတ္တာတရားနဲ့တရားမျှတမှုကို အခြေခံထားတာဖြစ်တယ်ယေရှုပါတီကတော့ကဘာကိုအကျိုးပြုတဲ့ပါတီဖြစ်တယ်လူသားအလုံးကိုကယ်တင်တဲ့ပါတီဖြစ်တယ်ဒီဖျားလူဖြစ်ခံပြီးတော့မဟာဂယုဏတော်အပြင်သက်စွန့်ပေးဆက်တဲ့ပါတီဖြစ်တယ်ယေရှုပါတီကကောင်းကင်နိုင်ငံတော်ကိုဝင်စားဖို့ရန်အရောက်ပို့ပေးတာဖြစ်တယ်လို့ယေရှုခရစ်တော်ဖျားရဲ့ပါတီကတော့အပြစ်သားအညတရတွေကိုဖျားသားတွေအဖြစ်နဲ့ တာဝန်ယူချီးမြှောက်ပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်ကဒီအကောင့်နဲ့အစိုးတိုက်လံပွဲအလင်းနဲ့အမောင်းအမားနဲ့အမန်းဖျားနဲ့ဖျားမဟုတ်တော့အရာတနည်းအားဖြင့်ယေရှုခရစ်တော်ဖျားနဲ့စာရမဏတ်ရဲ့ဝိညာဉ်ရေးတိုက်ပွဲမှာကျွန်တော်ကလူတိုင်းကဘာသူကဘာသားများပါဝင်ပတ်သက်မှုရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်ကဘယ်ပါတီဝင်ဖြစ်မလဲမောင်မိုက်ပါတီဝင်ဖြစ်မလားအလင်းပါတီဝင်ဖြစ်မလားယေရှုနောက်ကိုလိုက်တဲ့သူတွေကယေရှုကိုရရှိတဲ့သူကသူ့ရဲ့နိုင်ငံတော်သားဖြစ်တဲ့သူကဘာတွေဖြစ်မလဲ မေတ္တာတရားတွေတရားမြတ်မှုတွေကဘာကိုအကျိုးပြုတဲ့လူတွေလူသားတွေကိုသတ်ဆင့်ပြမှကဲတင်ချစ်အမှုရာကိုပြုတဲ့လူတွေဖယားသခင်ရဲ့မဟာမေတ္တာဂရုဏာတော်ကိုဖော်ကျူးတဲ့သူတွေနော်ကောင်းကင်နိုင်ငံတော်ဝင်စားတဲ့သူတွေဒါတွေအနေနဲ့ကျွန်တော်တွေ့ရချင်းဖြစ်တယ်။ကဲရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7နှစ်အပိုင်ငယ်30နှစ်မှာကြည့်တဲ့အခါမှာလည်းပဲငါဒီလဲမြေကြီးနဲ့ခွာ၍မြောက်ထားခြင်းကိုခံရရင်လူအပေါင်းတို့ကိုငါထံသို့ဆွဲမြေဟုမိန်တော်မူ၏တဲ့။ယေရှုခရစ်တော်ဘုရားက "तू ကလက်ဝါးကားတိုင်းမှာ အသေးခံတဲ့အချိန်မှာ ကဘာသူကဘာသားကို သူ့စီကိုဆွဲယူမယ်ဆိုတော့ပါတီကောင်းဆောင်ကြီးဖြစ်ပါတယ်เนาะဒီပါတီကောင်းဆောင်ကြီးကသူ့အတွက်ကိုလူဦးရေတိုးလာဖို့သူ့ရဲ့ရာထူးခိုင်မြဲဖို့လုပ်နေတာမဟုတ်ဘူးကျွန်တော်တို့ကဘာသူကဘာသားများပျက်စီးဆုံးချုံကျင်တဲ့ကနေစစ်မှန်သောလွတ်မြောက်ခြင်းကဲတင်ခြင်းရရှိဖို့ရန်လက်ဝါးကားတိုင်းမှာအသေးခံတိတိုင်အောင် သူ့ဆံကိုဆွဲယူမယ်ဆိုပြီးတော့ဖော်ပြထားတာ ဖြစ်တယ်ယောဟန်၁၂အပိုင်ငယ်၄၄မှာကြည့်ရင်လည်းပဲယေရှုကလည်းတဲ့ ငါ့ကိုယုံကြည်သည်မတော့တို့သည်မောင်မိုက်နိုင်မနေစေခြင်းကငါသည်အလင်းဖြစ်လျက်ဤလောကကိုကြွလာပြီအာမင်ဒါကြောင့်အလင်းပါသည်လို့ခေါ်ဆိုခြင်းဖြစ်တယ်ဒီလောကကြီးရဲ့အပြစ်ကမြေကြီးထက်လေးတယ် ကောင်းကျင်ထိမိတယ်ဒီလောကရဲ့အဖြစ်က မောင်မိုက်တစ်ထက်မောင်မိုက်တာဖြစ်တယ်ဒီအရာကိုလူသားအချင်းချင်းဒီလောကမှာပေါ်ထွန်းတဲ့အရာတွေအဲကနေတော့ဒီအလင်းစစ်မှန်တဲ့အလင်းကိုဘယ်လိုမှစောင့်ကြည့်ပေးလို့မရဘူးယေရှုဖခင်ပဲစောင့်ကြည့်ပေးလို့ရတာဖြစ်တယ်ဒါကြောင့်ငါဒီအလင်းဖြစ်လက်နဲ့ဤလောကကိုကြွလာပြီဆိုတော့အလင်းပါသည်ကျွန်တော်တို့မောင်မိုက်မှနေဖို့မဟုတ်ဘူးဆိုတာကိုဒါကြောင့်ယေရှုခရစ်တော်ဖခင်ဆိုတဲ့ကေတင်ရှင်ကိုယုံကြည်ခြင်းဆိုတဲ့ အတိမ်အနဲ့ထဲမှာကျွန်တော်တို့ကဘာတွေရရှိမလဲဆိုတော့မောင်မိုက်ကိုစွန့်ပယ်ခြင်းအခွင့်ရရှိမှာဖြစ်တယ်။အလင်းမှာရှိနေကြဖို့ဖြစ်တယ်။ယောဟန်အခန်းကြီး30အပိုင်ငယ်15မှာလည်းပဲငါသည်ကိုယ့်အသက်ကိုသိုးတို့အဖို့လို့ငါစွန့်ဤတဲ့။ဤသိုးခြံတို့မဝင်တော့အခြားသိုးတို့ကိုလည်းငါပိုင်သေးဤ။ထိုသိုးတို့ကိုငါဆောင်ခဲ့ရမည်။သူတို့ဒီလည်းပဲငါစကားတန်ကိုနားထောင်သဖြင့်သိုးချံတခုသိုးထိန်တပါးတည်းရှိရလိမ့်မည်တဲ့ဆိုလိုချင်တာတော့ဒီ ယေရှုပါသည်ပါသည်ကောင်းဆောင်ယေရှုခရစ်တော်ဖျားကသူ့ဘက်သူ့ဘက်သားသူ့ဘက်ယုံကြည်ကိုးကွယ်လာတဲ့သားသမီးဖျားရဲ့သားသမီးတွေဖြစ်ခွင့်ရရှိတဲ့သူတွေအတွက်အသက်ကိုအရင်ပေးတဲ့ဖျားဖြစ်တယ်။နော်ဒီတိုင်းပဲသူ့စီလာကြပါလို့ခေါ်ဖိတ်တာမဟုတ်ဘဲနဲ့သူ့အသက်ကိုပေးတာဖြစ်တယ်။တိုးဆိုတာတော့ကျွန်တို့လောကလူသားများဖျားသားသမီးတွေကိုတင်စားတာဖြစ်တယ်ခေါ်တွင်ထားတာဖြစ်တယ်။ဆိုတော့ ဒီတိုးချံတဲ့ဒီပါတီထဲဒီကောင်းကင်နိုင်ငံတော်ထဲမှာဒီကဲတင်ချင်းကောင်းမှုချမ်းသာထဲမှာမရောက်သေးတဲ့သူတွေလည်းငါပိုင်သေးတယ်တဲ့ရှိသေးတယ်တဲ့နော်ဒါကြောင့်အဲ့ဒီတိုးတွေကိုငါဆောင်ခဲ့ရဦးမယ်တဲ့နော်ဒီပါတီခေါင်းဆောင်ကတော်တော်လေးအဒီစိတ်စေတနာတရာထက်တန်တဲ့ပါတီခေါင်းဆောင်ဖြစ်တယ်လူသားအလုံးကိုလွတ်မြောက်ဖို့ရန်ခင်းကျင်ပေးတဲ့ကဲတင်ရှင်ဖြစ်တယ်ဆိုတော့သူ့စကားတန်ကိုနားထောင်တဲ့ဖြင့် တိုးချံတစ်ခုတိုးထင်းတစ်ပါးဖြစ်ရလိမ့်မယ်ဆိုတာ one faith one lord one baptism ဆိုတဲ့အတိုင်းပဲသခင်တစ်ပါးတိုးထင်းတစ်ပါးတိုးချံတစ်ခုပဲဖြစ်ရမယ်တဲ့သူရဲ့စကားတန်ဆိုတာနှုတ်ကပတ်တော်အတန်ဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ကဘာလုံးဆိုင်ရကျွန်တော်ကြွေးကြော်နေကြတယ်အဲ့ဒီအတန်ကိုကြားရတဲ့သူတွေကတိုးချံတဲ့ကိုလာဖို့ဖြစ်တယ်တဲ့ဒါကြောင့်ဒီပါတီကောင်းဆောင်ယေရှုခရစ်တော်ပြားက သခင်တပါးပဲရှိရမယ်တိုးထိန်တပါးပဲရှိရမယ်တိုးချံတစ်ခုပဲဖြစ်ရလိမ့်မယ်အဲ့ဒီအဲမှာကျွန်တော်ကဒီကနေ့ရှိနေကြဖို့ဖြစ်တယ်ကဲဟုတ်ပြီဆက်လက်ပြေးမှကျွန်တော်ရှိတဲ့အခါမှာဒီအကောင်းနဲ့အဆိုးတိုက်လံပွဲစာဒံမာနတ်နဲ့ဖျားတနည်းအဖြစ်ပြောမြင်ဝိညာဉ်ရေးတိုက်ပွဲပေါ့နော်ဒီအဲမှာနှစ်ခုကြားမှာဝိညာဉ်ရေးတိုက်လံပွဲအတွက်ကျွန်တော်တို့ကဖျားသခင်ကလူသားတွေကို "तू ကဖျားဖြစ်တယ်"ဆိုပြီးမှအာ အနိုင်ပိုင်းပြီးမှမလုဆောင်ဘူး။ဘာကြောင့်လဲဆိုတော့စာတန်ကဖျားကိုမတရားဘူး။သူပဲအုပ်ချုပ်ခြင်းတယ်လို့ကောင်းကင်မှာဆွတ်ဆွဲခဲ့ပြီးတော့ဖျားပြိုင်မှုနဲ့လုဆောင်ခဲ့တဲ့အတွက်ကြောင့်ဖျားခင်ကသူ့ရဲ့မေတ္တာရှည်လျားသောမေတ္တာနဲ့ကဘာသူကဘာသားများကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးတယ်။ Power of Choice နော်။ဖျားခင်ရွေးချယ်ခွင့်မှုရာပြင်ဆင်ပေးတဲ့အရာတွေနဲ့ကျွန်တော်ကမဲဆန္ဒ ဝိညာဉ်ရေးမဲဆန္ဒတနည်းအားဖြင့်ပြောမယ်ဆိုရင်အတင်းအတမနဲ့ယေရှုခရစ်တော်ဖျားဘက်ကိုဒီပါတီပဲလာကြပါ။တော့အဲ့လိုနိုင်ထက်စီနေနဲ့လောက်တာမဟုတ်ပဲနဲ့ယေရှုခရစ်တော်ဖျားကအသက်အရင်ပေးပြီးမှသူ့ရဲ့နိုင်ငံတော်ကို ဝင်စားဖို့ရန်ဒီလိုကျွန်တော်တို့ကိုဝိညာဉ်ရေးမဲဆန္ဒကိုခေါ်ဖိတ်တာဖြစ်တယ်။နော်ကဲဆိုတော့ဒါဘယ်လိုဖြစ်လာသလဲ။နမတိကျွန်တော်ကြည့်တဲ့အခါမှာကဘာဥချန်ခန်းကြီး၃အပိုင်ငယ်တက်မှာ ်တင်တို့ဒီဥယျာဉ်၌ရှိသည်မသောအပြင်တို့ဤအသီးကိုမဆားရဟုအေကံစင်စစ်ဖယားသခင်မိန်တော်မူသလားလို့ဒါတော့ဒီမွေအသွင်တန်းဆောင်တဲ့မာနတ်စာတန်ကအေဝကိုမိဥဖဥကိုစကားပြောခဲ့တဲ့စကားဖြစ်ပါတယ်နှုတ်ကပတော်ထဲမှာဒါကတနည်းအဖြစ်ပြောမယ်ဆိုရင်တဘာဝလွန်နီးနဲ့စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်ကဘာစရှိကလေးကအပြစ်မဝင်ကဲတင်ချင်းမလိုခင်ကလေးကစတင်ပြီးမှတိုက်ခိုက်ခဲ့တာဖြစ်တယ် နော်ထိုနည်း၎င်းပဲကျွန်တော်ကဘာဥကြံခန်းကြီး၃အပိုင်ငယ်၁၅မှာကြည့်တဲ့အခါမှာသူဒီတင်းဤခေါင်းကိုကြိတ်လိုက်မိတဲ့တင်းဒီသူဤဖနောက်ကိုကြိတ်လိုက်မိတဲ့ဆိုလိုချင်တာမဟာတိုက်လံပွဲကကဘာဥကလေးကရှိလာပြီဖြစ်တယ်အကောင်းနဲ့အဆိုးတိုက်လံပွဲဖျားနဲ့ဖျားမဟုတ်သောအရာတိုက်လံပွဲကကဘာဥကလေးကရှိတယ်ဒါကမွေနဲ့အေးဝအမျိုးအနွယ်ကိုဖျားသခင်ကိုတော်တိုင်းအပြစ်စကြောက်ရောက်တဲ့အချိန်မှာမိမ့်မာခဲ့တဲ့အရာဖြစ်တယ် သူဒီတင်းကြီးခေါင်းကိုကျိတ်လိုက်ပြီတဲ့။မွေခေါင်းကိုကျိတ်လိုက်ကျိတ်လိုက်ပြီ။အဲ့ဒီမိမရဲ့အမျိုးနွယ်ဒါတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ယေရှုခရစ်တော်ဘုရားကိုကြိုတင်တင်ကူးဖော်ပြထားတာဖြစ်တယ်။တင်းဒီသူ့ဤဖနောက်ကိုကျိတ်လိုက်ပြီ။ဒါကြောင့်ဒါတော့အမျိုးအနွယ်မှစပြီးတော့ကားတိုင်ထိရောက်တဲ့တိုက်လံပွဲဖြစ်ပါတယ်။ကဲဆိုတော့အဲ့ဒီထဲမှာကျွန်တော်အားလုံးယေရှုနဲ့အတူပါဝင်ဆင်နွှဲတဲ့သူတွေဖြစ်ကြတယ်။နမတုံးကိုကြည့်တဲ့အခါမှာအထူးသဖြင့်ရှမတဲ့နှစ်အပိုင်ငယ်16ကိုကြည့်တဲ့အခါမှာထိုအခါဟေရုမင်းကြီးတည်တဲ့ ြင်းစွာအမျက်ထွက်၍ဗန်လင်မျိုးမှစသောကြေးလက်ရှိသည်များတို့၌နနစ်အရွယ်မှစ၍ထိုအရွယ်အောင်ရုပ်သောသူငယ်ယောက်ျားအပေါင်းတို့ကိုတတ်လေ၏တဲ့။တနည်းအားဖြင့်ပြောမယ်ဆိုရင်ယေရှုခရစ်တော်ဖျားသူငယ်တော်မွေးဖွားတဲ့အချိန်မှာအရှိပြေမှပညာရှိတွေရဲ့လာပြေမှနန်းတော်မှလာဝင်တဲ့လာပြေမှမေးမြန်းတဲ့ကဟေရုတ်ကအယံသိချင်တယ်။ဒါကြောင့်ပညာရှိတွေသွားစုံစမ်းပြီးမှတွေ့ခန့်ရင်သူ့ကိုလည်းပြန်လာပြီးမှတန်တော်ဆင့်ဖို့နော်အာတတော်ဥတင်ဖို့ယံ မိမ့်မာလိုက်တာဖြစ်တယ်သို့တော်ပညာရှိတွေကဘုရားခင်အိမ်မက်ယူပါယုံပေးတဲ့အခါသူတို့ကတခြားလမ်းနဲ့ပြန်သွားလိုက်တယ်အဲ့လိုကြာ तू လက်စားခံလိုက်ရတာသိတဲ့အခါမှာ तू ကအဲ့ဒီအဲဒီယေရှုခရစ်တော်ဘုရားမွေးတဲ့အချိန်နော်တွက်ချက်ပြီးမှနနစ်အောက်အရွယ်ကလေးအကုန်လုံးကိုတတ်ခိုင်းခဲ့တယ်အဲ့ဒါကြောင့်ယာမအရနိုင်ငိုကြွေးခြင်းဆိုတာ ြစ်ခဲ့တာဖြစ်တယ်။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ယေရှုဒီလောကမှာကယ်တင်ရှင်အနေနဲ့ကျွန်ုပ်ကိုကယ်တင်ဖို့လာရောက်မွေးဖွားတဲ့အချိန်ကလေးကမွေးကင်းစအချိန်ကလေးကစာရမဏတ်ကမောင်မိုက်ပါတီကကျူပင်ခုတ်ကျူငုံမကြံဆိုတို့လိုတိုက်ခိုက်ဖို့ရန်ပြင်ဆင်ခဲ့တာဖြစ်တယ်။နော်စတင်ပြီးမှအဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။ဒါကြောင့်မွေးကင်းစကနဲ့စပြီးတော့အပြက်ချေမုံဖို့ရန်စာရန်ရဲ့စူးစမ်းခဲ့မှုဖြစ်တယ်။ကဲကျွန်တော် နံပါတ်၄မှာကြည့်တဲ့အခါမှာလည်းပဲဒီမှာရှင်မသက်အခန်းကြီး၄အပိုင်ငယ်30မှာဖေယေရှုကလည်းအချင်းစာတန်ငါနောက်သို့ဆုတ်တော့တင်ဤဖျားခင်ထာဝရဖျားကိုသာကူးကွယ်ရမည်ထိုဖျားကိုသာဝတ်ပြုရမယ်လို့ပြန်လဲမိတ်မာခဲ့တာဒါကတော့ယေရှုခရစ်တော်ဖျားယော်ဒန်မြစ်မှာယေနစ်ချင်းမင်္ဂလာခံယူပြီးမှရက်ပေါင်း40ဒီကန္တာရထဲမှာစာတန်နဲ့ဝိညာဉ်ဆိုင်ပြိုင်တိုက်လံခြင်းအစာရှောင်ပြီးမှ အဝိညာဉ်ဆိုင်ပိုင်းတိုက်လန့်ခြင်းကြုံတွေ့တဲ့အခါမှာနောက်ဆုံးစမ်းသပ်ခြင်းဖြစ်တယ်နော်အထူးသဖြင့်လောကစည်းစိမ်ဥစ္စာအလုံးစုံကိုလျက်သပြက်မှာနော်စာတန်ကယေရှုဖျားကိုပြပြီးတော့ဒါဟာကိုအကုန်ပေးမယ်နော်သူဟာသူတကယ်တော့တခိုးလူဟိတာဖြစ်တယ်။နော်တကယ်တော့ဒီလောကပိုင်ရှင်လဲယေရှုဖျားပဲဖြစ်တယ်။သို့တော်လည်းပဲသူကကောင်းကင်ကနေနင်းချချင်းခံရပြီးမှဒီလောကကိုသူ့ရဲ့လောကဆိုပြီးမှအပြစ်ဆန့်ရောက်ကြတဲ့က အာဒာနဲ့ဧဝအပြစ်စဝင်ကလေးကသူကတော့အပြစ်ရှိတဲ့နေရာတဲ့ဟူသမ ्या အလုံးစာတန်ကသူ့နေရာနေနဲ့သူ့ဟာသူတမုတ်တယ်အဲ့ဒါကြောင့်ယေရှုဖျားကိုဒီလောကဥစ္စာအလုံးစုံပေးမယ်သူ့ကိုရှ िख ိုးဖို့ပဲပြဝုရှ िख ိုးတခြင်းပြဝုရှ िख ိုးဖို့ပဲသူတောင်းဆိုခဲ့တာဖြစ်တယ်အဲ့ဒီချိန်မှာယေရှုဖျားမိန့်မာလိုက်တဲ့တုံ့ပြန်လိုက်တဲ့စကားဖြစ်တယ်အချင်းစာတန်ငါနောက်သူ့ဆုတ်တော့တင်းဤဖျားတခင်ထာဝရဖျားကိုတော့ကိုးကွယ်ရမယ်ကောင်းကင်ဆက်ကြဝလာတစ်ခုလုံးမှာဖျားတပါပဲရှိတယ် ပါတီတခုပဲရှိတယ်နော်တခင်တပါးပဲရှိမယ်ဒါကိုယေရှုဖျားကပြတ်ပြတ်သားသားကျွန်တော်တို့အတွက်စံနမူနာစာတန်ရဲ့တိုက်ခိုက်ခြင်းကိုလောကဥစ္စာတွေနဲ့ဖြာယောင်သွေးဆောင်တဲ့အခါမှာဒီလိုတိုက်ခိုက်ခြင်းဖြစ်တယ်ယေရှုရဲ့သာသနာအစပြုမဲ့အချိန်မှာလောကအရာနဲ့လဲလှယ်ဖို့ရန်တိုက်ခိုက်သွေးဆောင်ခဲ့တာဖြစ်တယ်ဆိုတာကိုဒါလည်းပဲအကောင့်အနေအစိုးတိုက်လံပွဲဖြစ်တယ်နမငါကြည့်တဲ့အခါမှာဖိယားတခင်ရဲ့သားတော်မန်လျင်နဲ့လက်ဝါးကားတိုင်မှာစင်းခဲ့ပါတဲ့ရှင်မတ်တဲ့29အပိုင်ငယ်40ဒါကတော့ယေရှုဖျား လဝါကားတိုင်းမှာအသေးခံနေတဲ့အချိန်မှာသက်စွန့်ဖို့ရန်အသက်လူဖို့ရန်လုံနေတဲ့အချိန်မှာအောက်ကဒီလူတွေကနော်အထူးသဖြင့်ကဲ့ရဲ့ရှုံချကြတယ်နော်ဂျူးလူမျိုးပဲပြောပြောအားလုံးအဲ့ဒီမှာရက်နေတဲ့သူတွေကလမ်းမှာဖြတ်သွားတဲ့သူဟာ तू ကဖျားသားဆိုအရင်တုန်းကလူနာတွေကိုလည်းတက်တာစေတယ်တည်တဲ့သူကိုထမ်းမြောက်စေတယ်ဖျားမှန်တဲ့ယေရှုကယ်တင်ရှင်မင်းအဲ့ဒီလောကကားတိုင်းကဆင်းပြခဲ့ပါဆိုပြီးတော့ကဲ့ရဲ့ရှုံချခဲ့ကြတာဖြစ်တယ် ဆိုလိုချင်တာဒီကနေ့ဒီအချက်ကမဲဆန္ဒရှင်တွေအတွက်အထွတ်အထိပ်ကိုရောက်စေတဲ့တိုက်လံမှုကြီးဖြစ်တယ်။အော်ဟုတ်ပြီလေဒါဆိုရင်ငါတော့ဖျားဆိုပြီးမှယေရှုဆင်းလို့ရတယ်အကုန်လုပ်လို့ရတယ်သို့တော်လည်းပဲဒီနီလန်းတစ်ခုတည်းနဲ့ပဲသူရဲ့အသက်ဆွန့်ခြင်းအားဖြင့်ပဲလဝါးကားနိုင်နည်းအားဖြင့်ပဲစာရန်ကိုမောင်မိုက်ပါတီကိုအပြီးချေမုန်းနိုင်မှာဖြစ်တယ်။နော်ဒါကြောင့်ပဲဒါကိုတနည်းအားဖြင့်နောက်ွယ်ကအထင်းကစာရန်ဖြစ်တယ်။လူတွေကို ို့ပြီးမှယေရှုခရစ်တော်ဖျားကိုကားတိုင်းတင်ပါဆိုတာလည်းပဲသူပဲစွပေးတာဖြစ်တယ်။ကားတိုင်းကလည်းဖျားမှန်ရင်ဆင်းခဲ့ကြည့်ပါဆိုပြီးမှစွတာလည်းစာတမ်းပဲဖြစ်တယ်။နော်ဒါကြောင့်ပဲယေရှုကအဲ့ဒါသိတယ်။နော်အဲ့ဒါကြောင့်ယေရှုကလက်ဝါးကားတိုင်းကဆင်းခဲ့ခြင်းမရှိဘဲနဲ့အပြေးပိုင်းအသက်ဆုံးပြီးမှကယ်တင်ခဲ့တာဖြစ်တယ်။ဒါအထွတ်ထိပ်ကိုကဲနောက်ဆုံးတစ်ချက်ကြည့်တဲ့အခါမှာစင်စစ်ဤသူသည်ဖျားသခင်ဤသားတော်မှန်ပေ၏လို့ရှမသက်29အပိုင်ငယ်51 54ထဲမှာ ဒါကယောမစစ်သားတွေတင်းချိုင်းစောင့်တဲ့သူတွေနော်တင်းဒီကားတိုင်းတင်တတ်တဲ့အချိန်မှာအာအထူးသဖြင့်ခရစ်တော်ကိုစီရင်တဲ့နေရာမှာပါဝင်တဲ့သူတွေဖြစ်တယ်နော်အဲ့ဒီအဲဂောလာဂောသအုံပြင်မှာကရဏီကုန်းပြင်မှာရှိတဲ့သူတွေဖြစ်တယ်သူတို့ပြောတဲ့စကားဖြစ်တယ်နော်ဘယ်လိုဘာကြောင့်ဒီလိုပြောသလဲခရစ်တော်ယေရှုဘုရားအသက်ဆွန့်တဲ့အချိန်မှာဗိမာန်တော် ကလကလည်းနချမ်းဆုတ်꿰သွားတယ်ကျွန်တော်စန်းစာအရကြည့်တဲ့ခါမှာတနည်းအားဖြင့်ပြောရင်ရစ်ပူစော်တာတွေဘာတွေတရိတ်ဆန်တွေအမျိုးမျိုးအသေးသက်ခံနေမလို့တော့ဘူးယေရှုရဲ့အသက်ဆွန့်ခြင်းသည်လုံလောက်ပြီကဘာလုံးဆိုင်ရာလူသားတွေကိုကယ်တင်ခြင်းအတွက်လုံလောက်တဲ့အတွက်ကြောင့်ဗိမ္မာန်တော်အဝတ်တွေနော်ဒီဝုဝုဝိနီထုံဖွဲ့တွေအကုန်ပြီးသွားပြီဆိုတာကိုဖော်ပြတာဖြစ်ပြီးတော့မြေကြီးလှုပ်တယ်တဲ့မြေကြီးတွေတုံလှုပ်လာတဲ့ခါမှာတင်းချိုင်းတွင်းအထူးသဖြင့်ဒီ မြေကြီးလောက်တဲ့ခါမှာဒီလူတွေကကြောက်ရွံ့တုန်လှုပ်ပြီးတော့เนาะဒီလူကဒီကဲကိုအာဖိယားခင်ရဲ့သားတော်မှန်တယ်လို့ယောမစစ်သားတွေကဝန်ခံခဲ့ကြတာပြောဆိုခဲ့ကြကြောင်းကိုရှင်မတဲ့29မှာတွေ့ရတာဖြစ်တယ်နောက်ဆုံးအထွတ်အထိပ်ကဘာလဲဆိုတော့အဲဒလူယေရှုအသက်ဆွန့်လိုက်တဲ့ခါမှာမြေကြီးလှုပ်ခတ်သွားတယ်လို့တင်းချိုင်းတွင်းမှာရှိတဲ့တင်းချိုင်းတွင်းတွေကပွင့်လစ်သွားပြီးတော့ကျင်းဆက်လျက်ရှိတဲ့တန်ရှင်းသူတွေကထမြောက်ကြောင်းကျွန်တော်တွေ့ရခြင်းဖြစ်တယ် အဲ့ဒီခရစ်တော်ယေရှုဗျာအသက်ဆွန့်လိုက်တဲ့အခါမှာတေချင်းတရားတေချင်းတကားတွေအကုန်လုံးပွင့်သွားတယ်ဆိုတာကိုအကုန်လုံးဘယ်သူမှပိတ်လို့မရတဲ့တကားဖြစ်သွားတယ်ဆိုတာကိုကျွန်တော်တွေ့ရချင်းဖြစ်တယ်အဲ့ဒါပြီးရင်အဲ့ဒီတန်ရှင်းတဲ့သူတွေကတဲ့ယေရှုခရစ်တော်ဗျာသုံးရက်မြောက်မှာထမ်းမြောက်တဲ့နေ့မှာထမ်းမြောက်တဲ့ချိန်မှာပဲအတူတကွယေရှုနဲ့အတူနောက်လိုက်ထမ်းမြောက်အတင်းချိုင်းကနေထမ်းမြောက်ပြီးတော့တဲ့ တန်ရှင်းတဲ့မြို့မှာတွားပြီးမှသူတို့ကိုသူတို့ပြကြတယ်တက်တေပြကြတယ်ဆိုတော့တွေ့ရချင်းဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ယေရှုပါတီမဲနိုင်ပြီဆိုတာဒီနေရာအထွတ်ထိပ်ဖြစ်ပါတယ်။ပါတီကောင်းဆောင်ကတေချင်းမရဏကိုအနိုင်ယူစင်မှာမဲဆန္ဒရှင်တွေကလည်းပဲတေချင်းကိုယုတ်တိရှိရှိနဲ့အနိုင်ယူခြင်းဖြစ်တယ်။အာမင်။ဒါကြောင့်ပဲယေရှုပါတီမဲနိုင်ပြီဆိုတာအိုချင်းနာချင်းတေချင်းကအစအလုံးစုံဘယ်သူမှပိတ်ထားလို့မရဘူး။ဘယ်တေမင်းမှချုပ်ထားလို့မရဘူး။ အလုံးစုံကိုလူတွေရဲ့နှလုံးသားအသက်တာပဲမကပဲနဲ့လူတွေရဲ့ထာဝရကံကြမ္မာအတွက်ပါဒီပါတီကောင်းဆောင်ရဲ့စွမ်းဆောင်ပေးမှုကမဲဆန္ဒရှင်တွေအားလုံးကဖျားတကယ်နိုင်ငံတော်ကို ြည့်ဝသောဘုံတော်နဲ့ခံစားဝင်စားခွင့်အမှုရာရရှိကြောင်းကိုဒါဒီနေရာမှာတွေ့ရချင်းဖြစ်တယ်။ဒါကြောင့်ယေရှုပါသည်မဲနိုင်ပြီဆိုတော့စာတန်ကမွေးကလေးကဒီကဘာကြီးစတင်ကလေးကယေရှုစတင်လာရောက်မွေးဖွားလူစားတိခံယူကလေးကအမျိုးမျိုးအပုံပုံတိုက်ခိုက်ခဲ့တယ်။သို့တော်လည်းပဲနောက်ဆုံးမှာယေရှုပါသည်ပဲမဲနိုင်တာဖြစ်တယ်။လောကလူသားများအားလုံးဖျားရခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလည်လာတဲ့သူတွေကသူ့ရဲ့ကယ်တင်ခြင်းကောင်းကျိုးချမ်းသာကိုနော် လူလားတောင်းတလာပြီးတော့ယေရှုအားဖြင့်ထာဝရအသက်ရတဲ့သူတွေများစွာပေါ်ထွန်းလာတာဖြစ်တဲ့ယနေ့မှဒီတည်င်းကောင်းအားဖြင့်ပဲကျွန်တော်တို့ကအယံယံအားလုံးမှာကျွန်တော်တို့အကောင်းနဲ့အဆိုးအလေးနဲ့အမောင်းအမားနဲ့အမန်ဖျားနဲ့ဖျားမဟုတ်သောအရာကိုကွဲကွဲပြားပြားနားလေသဘောပေါက်ပြီးတော့ယေရှုနဲ့အတူအောင်မြင်တဲ့သူတွေယေရှုပါတီမဲနိုင်ပြီဆိုတာကျွန်တော်တို့ရဲ့ထာဝရကံကြမ္မာတွင်ယေရှုရဲ့စွမ်းဆောင်ပေးမှုကဲတင်ခြင်းပေးမှုကိုလက်စုပ်လက်ကမ်းပြုရယူပြီးတော့သူတို့ဘာကိုလဲယေရှုပါသည် မဲနိုင်ခြင်းအကြောင်းအရာကိုကြွေးကြော်ခြင်းအေးဝင်ကလေးတင်းစကားကိုသာဝရအေးဝင်ကလေးတင်းစကားကိုကြွေးကြော်ကြပါစို့အရာရာအားလုံးကဘာကုံကုံဆုံးတဲ့နေ့ရရှိလိမ့်မယ်ကဘာဘလို့ကုံမလဲထိုအခါခရစ်တော်ဒီအထွတ်အမြတ်အာနာတကူအမျိုးမျိုးကိုပယ်ရှင်း၍မိမိနိုင်ငံကိုဖျားသခင်ဒီဟုသောခမဲတော်ထာ၌အပြန်တော်မူပြီးမှကဘာကုံရလက်တန်လို့ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15အပိုင်းငယ်24မှာတွေ့ရခြင်းဖြစ်တယ်ဒါကြောင့်ပဲ ဒီအရာအားလုံးကုံဆုံးသွားတဲ့အချိန်မှာဘယ်ပါတီဝင်ဖြစ်မလဲမောင်မိုက်ပါတီတော့တရားမှမဖြစ်ဘူးလိုအပ်တယ် ယေရှုပါသည်မဲနိုင်ပြီကျွန်တော်တို့ရဲ့ထာဝရကံကြမ္မာအတွက်ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့ကံကြမ္မာအလုံးစုံကိုယေရှုနဲ့အတူအောင်မြင်တဲ့သူတွေကျွန်တော်ဖြစ်ကြပါစို့ဒါကြောင့်ပဲကနဦးကျမ်းချက်မှာပထမဦးဆုံးကျမ်းချက်မှာငါသည်လောကကိုအောင်ပြီဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ပါတီကောင်းဆောင်ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ကျွန်တော်တို့ရဲ့ဖခင်ယေရှုဖခင်သည်လောကကိုအောင်မြင်တဲ့သူတွေဖြစ်လို့သူ့အဖြစ်ကျွန်တော်တို့သည်လောကကိုအောင်မြင်ခြင်းမာနရဲ့တိုက်ခိုက်မှုကိုအကောင်းနဲ့အဆိုးတိုက်လံပွဲကိုပြတ်ပြတ်သားသားနဲ့အောင် ြင်တဲ့သူတွေဖြစ်ကြဖို့ယံဒီကနေ့ဒီနှုတ်ကပတ်တော်အပြင်ဘုရားတခင်ကကျွန်တော်ကိုပေးပို့လိုက်ခြင်းဖြစ်ပါတယ်။ကြားနာရသူအရောက်စတိုင်းပေါ်လည်းပဲနှုတ်ကပတ်တော်အပြင်စင်ချင်လက်ဘုရားတခင်စီရနဲ့ကောင်းချီးမင်္ဂလာများစွာရရှိနိုင်ကြပါစေလို့တိုက်တွန်းအားပေးရင်နေကုန်ချို့လိုပါတယ်။